ခုတ်ပရိကစီရင်စီကံအဖွဲ့အစည်းကိုအိုဂါမီကရောက်နေပြီခေါင်းဆောင်ကလည်းတာဝန်တွေကိုအချိန်ကပြီးအောင်လုပ်ခဲ့တာကြောင့်ရှီယွန်းနေကတာဘာတာကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်တဖက်မှာတော့ဆာကူရာကပြန်ထလာတဲ့ကအင်ဂျင်ရောက်နေပြီသူမိဘတွေကလည်းဘာလို့အရှိမပဲအိပ်ပျော့နေတာလဲလို့မေးနေပါတယ်ဆာကူရာကတော့လိန်လိုက်ပြီသူမိဘတွေကလည်းမယုံမိမဲ့ဆက်မမီတော့ပဲလွတ်ထားပေးလိုက်ပါတယ်ဆာကူရာကအင်ဂျင်ထွက်လာတဲ့ကတိုကီနဲ့တွေ့ပြီတိုကီကအိုဂါမီအစားလာခေါ်တာကိုပြောပြကနှစ်ယောက်သားကြောင်းသွားနေကြပါတယ်အိုဂါမီကမနေ့ကအမှားလုပ်ထားတာကြောင့်မလာနိုင်တာကိုရှင်းပြကသူကကုတ်ပရိကာ4ဖြစ်တာကိုပြောပြလိုက်ပါတယ်ပရန်ဂျန်ထဲမှာတော့တိုကီက အိုဂါမီနဲ့ဆာကူရာရဲ့အကြောင်းပြပြဖို့လို့နေတော့အိုဂါမီရောက်လာပြီးကန်ထုတ်လိုက်ပါတယ်။တိုကီကလည်းရှောင်းလိုက်ပြီးသူကြောင့်မနီကကိစ္စပြီးသွားတာကိုအိုဂါမီကိုစိတ်ဆော့ပေးနေပါတယ်။နှစ်ယောက်သားကလည်းတင်းလာပြီးအသေးချေရှာနေကြပါမယ်။ဆာကူရာကဝန်တာပေးလိုက်ပါတယ်။တိုကီထွက်သွားတဲ့အခါတိုကီကလူလင်ဖြစ်တာကိုပြပြနေပြီးဆာကူရာကလည်းသူမသိချင်တာတွေမင်းနေပေမဲ့အိုဂါမီကပြတ်မထေပါဘူး။ကြားမှာတော့ဆာကူရာကတိုကီကိုတွေ့မိရကြောင်းဘာလာလုတာလဲလို့မင်းနေပြီ။အိုဂါမီကလည်းလိုက်လာကဆီယာမတစ်ယောက်ကတိုကီကဒီကြောင်းကမဟုတ်တာကြောင့်ဘာလာလုတာလဲလို့မင်းလိုက်ပါတယ်။တိုကီကလည်းကြောင်းကိုလာကြည့်တာလို့လင်လိုက်ပြီးဆာကူရာကတော့တိုကီတက်ရတဲ့ ြောင်းကဂျပန်နိုင်ငံမှာနံပါတ်1ကြောင်းဖြစ်နေရကြောင်းအံ့ဩနေပါတယ်။ထမင်းစားချိန်မှာတော့ဆာကူရာကတိုကီနဲ့အတူခေါင်းမိုးပေါ်သွားနေပြီးလမ်းမှာတော့တိုကီရဲ့အမကဖူဂျီဝါယာဖြစ်တာကိုတည်လိုက်ရပါတယ်။ညမက်မှာတော့အိုဂါမီနဲ့တိုကီကအလုပ်ကိစ္စရလာပြီးထူးဆန်းတဲ့အစွမ်းနဲ့သူတည်တနာပြူရတဲ့အစိုးရအဖွဲ့စီစခန်းကိုသွားနေကဆာကူရာကလည်းအိုဂါမီနောက်လိုက်သွားပါတယ်။တိုကီကလုံခြုံရေးစနစ်ကိုဖျက်လိုက်ပြီးနှစ်ယောက်လုံးကလည်းရှန်နေဝင်ပြီးအပြင်မှာရှင့်နေတဲ့သူတွေအကုန်လုံးကိုရှင်းပြလိုက်ပါတယ်။ရုတ်တရက်အထဲကနေလွှဲတီနဲ့လူနှစ်ယောက်ထွက်လာပြီးသူတို့နှစ်ယောက်လုံးကလွှဲကနေတဆင်လေနဲ့ရေအစွမ်းနဲ့တုံးလို့ရနေပါတယ်။ အဆောင်မြောက်ကရှာဖို့လုပ်နေပေမဲ့သူတို့လွယ်ကအကုန်သွားတာကြောင့်ထွက်ပြေးသွားကြပါတယ်။အိုဂါမီနဲ့တိုဂီတို့ကလည်းအထက်ကိုဆက်သွားကြပြီးလမ်းမတော်တိုဂီကသူတို့နှစ်ယောက်လောက်ကဝင်ကြီးချုပ်လာမှအလုံးလုံးနေရကခောက်ပရိကအပွဲကအစိုးရအပွဲစီဖြစ်တာကိုရှင်းပြလိုက်ပါတယ်။သူတို့တွေကအခန်းတစ်ခုထဲဝင်တဲ့အခါဂရင်နဲ့ကလေးတွေအများကြီးကိုတွေ့ရပြီးတိုဂီကလည်းကလေးတွေကစံသမှုလုပ်ဖို့စုဆောင်းခဏရလောက်တာကိုရှင်းပြနေပါတယ်။သူတို့တွေကအောက်အလှကိုသွားကြတဲ့အခါတိုဂီကလည်းနေရာတစ်ခုကိုဖောက်ပြလိုက်ပြီးအထဲမှာတော့အတွင်းကလေးစားရင်နဲ့စေးစိန်လာတဲ့အလောင်းလေးကိုတွေ့ရပါတယ်။တာဘာဒါနဲ့ခုနကအဆောင်နှစ်ယောက်ကလည်းရောက်လာပြီးအိုဂါမီနဲ့တိုဂီတို့ကလည်း ရှာဖို့အသင့်ပြင်နေကြပါတယ်။အိုဂါမီကရေနဲ့ရှာတဲ့အဆောင်တစ်ယောက်ကိုရှာနေပြီးတိုကီနဲ့ဆာကူရာတို့ကတော့ပြေးနေကြကအနောက်ကနေလေနဲ့အဆောင်တစ်ယောက်ကလိုက်နေပါတယ်။ဆာကူရာကဘာလို့အဆောင်တွေကလွဲလွဲထားရလဲဆိုပြီးစဉ်းစားမရဖြစ်နေပြီ။တိုကီကလည်းလွဲကျွံတိုက်ခိုက်နေကလွဲကွဲသွားတဲ့ကအထဲမှာအစွမ်းရှိတဲ့ကလေးတွေရှိနေတာကိုသိလိုက်ရပါတယ်။ကလေးတွေကလည်းသူတို့အကူနဲ့ညီလေးတွေကိုရေဆက်ဆက်နဲ့တတ်လိုက်တာကြောင့်လက်စားရှိပြီးဖို့ပြောနေပါတယ်။လွဲမရှိတော့တာကြောင့်အစွမ်းမရှိတော့တဲ့အဆောင်နှစ်ယောက်ကိုတိုကီနဲ့အိုဂါမီတို့ကလည်းအသာလေးရှင်းပြလိုက်ပြီးတာဘာရာကလည်းပြေးဖို့လုပ်နေပါတယ်။အိုဂါမီကလည်းတာဘာရာကိုတတ်ဖို့လုပ်နေတော့တာဘာရာရဲ့ကလေး ရှိဆရောက်လာပါတယ်။တာဘာတာကသူ့တမီအတွက်လိုအပ်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုစုဖို့သူ့တည်တနာလုပ်နေရပဲဖြစ်ပြီးချီဆာမာကလည်းအစွမ်းနေရှိနေကဆာဂူရာကတာဘာတာကိုမတက်ဖို့ပြောနေပေမဲ့တာဘာတာကဒါနဲ့ရန်နေရကြောင်းအိုဂာမီကလည်းတာဘာတာကိုတက်လိုက်ပါတယ်။ချီဆာကလည်းသူ့အဖေကိုတက်လိုက်တာကြောင့်ဒေါသထွက်နေရကအိုဂာမီကလည်းကြီးလိုက်ရင်လလတ်စားရှိဖို့ပြောလိုက်ပြီးချီဆာကလည်းမေ့လေသွားပါတယ်။တိုကီကတော့တာဘာတာရဲ့တပည့်တွေကနေတစင်ခီတိုမီကအခုကိစ္စတွေရဲ့နောက်ကွယ်မှာရှိလာလို့တီးလိုက်ရပြီးကျန်တဲ့ကလေးတွေကတနည်းအားဖြင့်ခေါ်ခံလိုက်ရပါတယ်။နောက်နေ့မှာတော့တိုကီကသူ့အဖေဝင်ကြီးရောက်တဲ့မနက်စာစားနေပြီးတိုကီကော့ပရီကဖြစ်လာရတဲ့အ ကြောင်းရင်းကသူ့အမဖူဂျီဝါယာကိုသူ့အဖေစီကကာကွယ်ဖို့ပဲဖြစ်ပါတယ်။တရင်မှာတော့တာဘာလာကမီလောက်မီတည်သွားရလို့ရေးထားပြီးဆာကူရာနဲ့အိုဂါမီတို့ကြောင်းသွားနေတဲ့လမ်းမှာကုတ်ဘရိတ်ကာ5 UE နဲ့တွေ့ပါတယ်။ UE ကဆာကူရာကိုစောင့်ရှောက်ပေးဖို့အိုဂါမီကိုအမိန့်ပေးလိုက်ပြီးသူကလည်းဆာကူရာရဲ့အကြောင်းစုံစမ်းသိမှကိုပြောနေပါတယ်။ UE ကမသွားခဲ့အိုဂါမီကအလွတ်လွတ်တာများလာကြောင်း loss ဖြစ်နိုင်တာကိုတတိပေးသွားပါတယ်။ကျောင်းကတော့အခန်းထဲဝင်သွားတဲ့အခါအကောင်လုံးကထူးဆန်းနေရကြောင်းအိုဂါမီကလည်းတလူဝက်ချက်များဖျက်လိုက်တာလားလို့မသိငါဖြစ်နေပြီးညနေခင်းမှာတော့အခန်းထဲဝင်မှလုံနေတော့ဆာကူရာကတာနေပါတယ်။အိုဂါမီကလည်းဆာကူရာကိုဖယ်ပြီးအခန်းထဲကို ဝင်တဲ့အခါအကုံလုံးကသူ့ကိုကြိုးစိုးဝဲလုံးနေကြရပဲဖြစ်ပါတယ်။အိုဂါမီကခံမိုးပေါ်မှာဆာကူရာနဲ့စကားပြောနေပြီးသူကအတန်းပေါ်ရင်းနဲ့ခင်မိုးမလို့တာကိုပြောနေပါတယ်။ဂျပန်မှာတော့တိုကီကလမ်းလျှောက်နေတော့နာလာပြီးမိလေတော့ပါတယ်။ဝင်ကြီးချုပ်ကတော့ဟီတိုမီကိုရှာတာကနေသူတို့အေဂျင့်တွေပြောက်ကုန်တာက43ယောက်ရှိတာကိုသိလိုက်ရပါတယ်။တောင်းမှာတော့အိုဂါမီနဲ့ဆာကူရာကလည်းခံမိုးပေါ်ကနေဆင်းနေတော့ပျောက်သွားတယ်။အေဂျင့်43ယောက်လုံးရဲ့အလောင်းတွေကတောင်းကိုရောက်နေပြီးအလောင်းတွေကဟီတိုမီထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။အိုဂါမီကအလောင်းတွေနဲ့ချနေတော့ရုတ်တရက်အားနေသွားပေမဲ့ကန်နာကရောက်လာပြီးကူချပေးနေတာ။ထပ်ပြေးဖို့ပြောပေမဲ့အိုဂါမီက တော့အတန်းဖော်တွေကကျောင်းထဲမှာပဲရှိနေသေးတာကြောင့်ဆာကူရာကိုကြိတ်ခိုင်းတာပြီးအိုဂามီကသူ့အခန်းထဲသွားဖို့လုပ်နေတဲ့အေဂျင့်တွေကိုရှာနေပါ යි ။ဆာကူရာကလည်းအိုဂามီကအတန်းဖော်တွေကိုအမှန်တော့ဂယူဆိုင်တာကိုတေးလိုက်ရပြီ။အိုဂามီကအားပြပြီးဆက်မချနိုင်တော့ကရိုတီးယားယူကြီးရောက်လာပြီးအေဂျင့်တွေအကုန်လုံးကိုရှင်းလိုက်ပါ යි ။ကျောင်းထဲမှာနေရာတိုင်းလက်ဖေးတွေထိုင်တောင်းနေတဲ့ဟဲအီကဲကလည်းရောက်လာပြီးအေဂျင့်တွေအကုန်လုံးကိုရှင်းပေးလိုက်ပါ යි ။ဆာကူရာကတော့ဟဲအီကဲကပါကော့ဘရိတ်ကဖြစ်နေရကြောင်းမယုံနိုင်ဖြစ်နေပြီ။အိုဂามီကလည်းမေးလဲသွားကဟဲအီကဲကလည်းအိုဂามီက loss ဖြစ်သွားတာကိုရှင်းပြနေပါ යි ။တနေရာမှာတော့တိုကီကခလေးပုံစံနဲ့မေးလဲနေပါ යි ။